ကြောက်ကွက်ကိုထိခိုက်စေတဲ့ဆေးတွေရှိပါတယ်။အင်္ဂလိပ်ဆေးဖြစ်စေမြန်မာဆေးဖြစ်စေနောက်တိုင်းရင်းဆေးတွေဖြစ်စေတခြားဆေးတွေလည်းရှိပါတယ်။အဲ့တော့ဒီလိုမျိုးမှာတော့ကျွန်တော်ကကြောက်ကွက်ကိုထိခိုက်စေနိုင်တဲ့အင်္ဂလိပ်ဆေး6မျိုးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒေါက်တာသီဟန်တော်မှာအဲ့တော့ကျွန်တော်ကကြောက်ကွက်ကိုထိခိုက်စေတဲ့ဆေးတွေအကြောင်းပြောတဲ့အခါမှာဒီဗီဒီယိုကိုကြည့်ပြီးသွားတဲ့အခါမှာအရင်ကြီးလည်းမကြောက်စေချင်ပါဘူး။တစ်ဖက်မှာလည်းမပေါ်ဆာစေချင်ဘူး။ အဲ့တော့ဆရာကဒီစီးတွေတောက်မယ်ဆိုလို့ရှိရင်ကျမတို့ကြောက်ကထိကြိုက်မှာပေါ့ဆရာအောင်နေညွှန်ကြားရဲဆိုလို့ရှိရင်တောက်ပါတကယ်လို့ကိုကကြောက်ကထိကြိုက်ပြီလို့ယူဆပြီဆိုလို့ရှိရင်ဆရာဝင်နေချက်ချင်းပြင်ပြပါအရင်လည်းမကြောက်ပါနဲ့အဲ့တော့အရင်လည်းမပေါ်ဆပါနဲ့တချို့ကြတော့ရှိတယ်အဲစီးတွေကိုကိုယ်သဘောနဲ့ကိုဝဲတောက်တယ်အင်္ဂလိပ်စီးဖြစ်တခြားစီးဖြစ်ဖြစ်မြန်မာစီးဖြစ်ဖြစ်ဝဲတောက်တယ်အဲ့ခါမှာကိုကပမာဏကိုအတိအကျမသိဘဲနဲ့အလွန်ကြုံတောက်တဲ့အခါမျိုးမှာမလွန်လားအပ်တဲ့ ဘေးတွက်ဆိုးကျိုးတွေဖြစ်နိုင်တယ်အဲ့ဒီထဲမှာကြောက်ကထိခိုက်တာလည်းပါတာပေါ့ဒီလိုလူတွေကတော့ပို့ပြီးတော့သတိထားဖို့လိုအပ်မယ်ဆရာအောင်နေညွန်ပေးထားတဲ့စီတောက်နေရတယ်လူတွေကကြတော့အရန်ကြီးမကြောက်ပါနဲ့ဆရာအောင်နေက dose ကိုတိကျတွက်ပြီးမှပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ရခြင်းတွေပြန်ပြရတာရှိတယ်အဲ့ဒီခါမျိုးမှာဒီတောက်နေရတဲ့စီတွေကအကြောက်ကကိုထိခိုက်နေပြီလားဆိုတာကိုပြန်ပြီးစစ်ဆေးတာမျိုးတွေရှိပါတယ်အားကြောင့်မလို့အရန်ကြီးလည်း မကြောက်ပါနဲ့ပေါ်လည်းမပေါ်စားပါနဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်စကားပလင်ခံပြီးပြီဆိုတော့ဘလိုဆေးတွေကဘလိုအင်္ဂလိပ်ဆေးတွေကကြောက်ကွက်ခုထိကြိုက်စီလဲဆိုတာကိုပြပြပြသွားမယ်အဲ့တော့ဒီနေ့မှာကျွန်တော်ကဆေး6မျိုးအကြောင်းကိုပြပြပြသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ပထမဆေးကကြတော့ဒီအလုံးသိကြတဲ့ကြက်ကြက်ပြောက်ဆေးတွေပဲဖြစ်ပါတယ်အဲ့တော့ဆေးပညာခေါ်တော့ NSAID လို့ခေါ်တယ်เนาะ NSAID အဲ့တော့သူကကြက်ကြက်ပြောက်ဆေးတွေအဲ့တော့တချို့တွေသိမယ်ဒိုင်ဂလိုဖန်နဲ့အမီပရိုဖန်ဒီလိုဆေးတွေဖြစ်ပါတယ် ဒါပြီးလို့ရှိရင်ဒီနောက် process လို့ဆေးတွေလည်းပါဝင်တယ်အဲ့တော့ဒီအကက်ခဲပြောက်ဆေးတွေကဘလို့ကြောက်ကွက်ကိုထိကိုက်စေလဲဆိုလို့ရှိရင်ဒီကြောက်ကွက်ကိုသွေးလျှောက်တာကိုညှော်နေစေတယ်အဲ့တော့ဘာကြောင့်အဲ့လိုဖြစ်သွားတာလဲဆိုရင်သူကဒီ prostaglandin လို့ခေါ်တဲ့ဓာတ်ပစ္စည်းကိုပိတ်လိုက်တယ်ပိတ်လိုက်တဲ့အခါမှာကြောက်ကွက်ကိုသွေးလျှောက်တာနည်းသွားပြီးတော့ကြောက်ကွက်ကိုရေရှည်မှာထိကိုက်စေတာဖြစ်ပါတယ်အဲ့တော့အထူးသဖြင့်အသက်ကြီးတဲ့လူတွေဆိုလို့ရှိရင် ပို့ပြီးတော့ထိကြိုင်နိုင်ကြီးများတယ်เนาะအားကြောင့်မလို့အသက်ကြီးတဲ့လူတွေကဒီကဲခဲပြောက်စီတွေကိုတက်နိုင်များတော့မတောက်စေချင်ဘူးเนาะတောက်မယ်ဆိုလို့ရှိရင်လည်းဆရာကိုညွှန်ကြားချက်ပါမှတောက်တင်ပါတယ်เนาะအဲ့တော့ဒါကပထမဦးဆုံးဈေးတစ်ခုဖြစ်ပါတယ်ဒုတိယမြောက်ဈေးကကြတော့ဒီပိုးသက်ဈေးတွေဖြစ်ပါတယ်เนาะအဲ့တော့ကြောက်ကက်ကိုထိကြိုင်စေတဲ့ပိုးသက်ဈေးတွေအများကြီးရှိတယ်အဲ့အဲ့ထဲမှာဆိုလို့ရှိရင်ဒီအမိုင်းနိုဂလိုက်ကိုဆိုက်အုပ်စုတွေဖြစ်တဲ့အဲဂျန်နာမိုင်ဆင်အီမီကာဆင်ဒီလိုဈေးတွေဖြစ်ပါတယ်เนาะအဲ့တော့ တချို့တွေလည်းတိမာပါနော်ဒီပိုသက်စေထိုးရတယ်အဲ့ဒီခါမှာဒီအီမီကာဆင်လိုမျိုးထိုးရတာမျိုးရှိပါတယ်ပြီးလို့ရှိရင်ဒီဖန်ကိုမိုက်ဆင်ဒါကကြတော့ဒါဆေးရုံတွေမှာအသုံးများတယ်အဲသူကတော့ပိုသက်စေထိုးရတာဖြစ်ပါတယ်နော်ဟိုကအဖျားတွေကြီးနေတယ်ပိုးကရန်ဆိုးနေရဆိုလို့ရှိရင်ဒီဗန်ကိုမိုက်ဆင်ထိုးရတာမျိုးရှိပါတယ်။အကြောက်ကမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဆေးတွေထိုးတဲ့အခါမှာ dose ကို short ပြီးတော့ထိုးရတာမျိုးရှိပါတယ်။နော်ပြီးလို့ရှိရင်ဒီ ပနက်ဆလင်အားလုံးသိကြတယ်ပနက်ဆလင်အုပ်စုတွေပါတယ်နောက်ဒီကဖလိုစပိုရင်အုပ်စုတွေဒီလိုဆေးတွေဖြစ်ပါတယ်နော်အဲ့တော့ကဖလိုစပိုရင်ဆိုတာကဒီတချို့တွေသိမယ်တင်တယ်ဆေဖစင်လို့ဆေးတွေဖြစ်ပါတယ်နော်ပြီးတော့ဒီထိုးဆေးတွေလည်းရှိတယ်ထိုးဆေးကတော့တခြားအနံမဲဖြစ်ပါတယ်ဆက်ထရီယာပစုံဖြစ်ပါတယ်နော်ပြီးတော့ဒီလိုဆေးတွေကအဲကြောက်ကွက်ကိုထိခိုက်စေတယ်အဲ့တော့ဒီဆေးတွေကဟိုပြောရမယ်ဆိုရင်အတုံးများရဲ့ထဲမှာပါတယ်အဲ့တော့အဆရာကျမဆေဖစင်ဆရာအားတောက်နေတယ်ဆရာလို့ပြောရင်ကျမမတောက်ရတော့ မဟုတ်ပါဘူးမကြောက်ပါနဲ့เนาะ server zin 200ကျွန်တော်တောက်တယ်ဆောင်းနေလွန်လို့ညွှန်ကြားထားတာဖြစ်ပါတယ်ဒီ3လရက်လောက်တောက်ယူနေလေကြီးမမဖြစ်နိုင်ကြီးကနည်းပါတယ်မဖြစ်ဘူးလို့မပြောပါဘူးဖြစ်နိုင်ကြီးနည်းပါတယ်တကယ်လို့ကိုကဒီ series တောက်နေရင်းနဲ့အဲတခုခု6လောက်တွေပေါ်လာတယ် series နည်းလာတယ်လို့ခံစားရရင်ဆောင်းနေချက်ချင်းပြပါအဲ့လိုပဲ penicillin အုပ်စုလည်းအတူတူပဲ penicillin အုပ်စုဆိုတာကျွန်တော်ဒီမှာအတုံးများတယ်နော် flu mouse တို့ အမောက်ဆလင်းတို့ဒီလိုဆေးတွေဖြစ်ပါတယ်เนาะအဲ့တော့ဒီဆေးတွေကိုသဘောနဲ့ကိုလည်းမတောက်စေချင်ပါဘူးအဲဆရာအောင်ပေးထားရဆိုလို့ရှိရင်လည်းအခုကျွန်တော်ပြောလို့ဆိုပြီးတော့ဆရာပြောလို့ဆိုပြီးတော့လည်းเนาะအကြောက်မလို့စဉ်းကျင်ပါအောင်เนาะဒါဒုတိယမြောက်ဆေးဖြစ်ပါတယ်နောက်ထပ်ဆေးတစ်ခုကကြတော့ဒီ virus ပိုးကိုတတ်တဲ့ဆေးတွေဖြစ်ပါတယ် acyclovir ပါဝင်တယ်ဒါကတော့ဒီရေယုံပိုးကိုတတ်တဲ့ဆေးဖြစ်ပါတယ်เนาะအဲပြီးလို့ရှိရင်ဒီ HIV ကိုယ်တိုင်နေရာမှာတုံးတယ်အတီနိုဖိုဘီယာဒီလိုဆေးတွေဖြစ်ပါတယ်เนาะဒီဆေးတွေကအခမ်းမသိလို့ရှိရင်ကြောက်ကွက်ကို ထိခိုက်နိုင်တယ်နောက်ထပ်ဆေးတွေကကြာတော့ဒါကီမိုသရပီလို့ခေါ်တဲ့ဒီကန်ဆာယောဂကိုကုသတဲ့နေရာမှာတုံးတဲ့ဆေးတွေဖြစ်ပါတယ်เนาะအဲကိုကကန်ဆာဖြစ်နေပြီဆိုရင်ဒီဆေးတွေတုံးရမှာဖြစ်ပါတယ်ဆစ်ပလက်တင်တို့နောက်တော့ကာဘိုပလက်တင်ဒီလိုဆေးတွေဖြစ်ပါတယ်เนาะအဲတော့ဒီဆေးတွေကဒါခံမသိလို့ရှင်ကြောက်ကပ်ကိုထိခိုက်နိုင်တယ်အဲပြီးလို့ရှင်မီသိုထရက်စိတ်ဒီစီလဲပါအောင်နေเนาะဒါတော့ကန်ဆာယောဂကိုကုသမှာ၃နှစ်စီဖြစ်ပါတယ်အခမ်းမသိလို့ရှင်တောက်ကပ် ထိကိုက်နိုင်ပါတယ်အားကြောင့်မလို့ဒီကိုကကန်ဆာကုထုံးနေယူနေပြီခြေထောက်တွေဖောလာပြီစီးထွက်နေသွားပြီဆိုလို့ရှင်ဆရာအောင်နေချက်ချင်းပြဖို့လိုအပ်ပါတယ်နောက်ထပ်ဆေးအုပ်စုကကြတော့ဒီ immuno suppressant လို့ခေါ်တဲ့ဒီခုခံအားကိုချတဲ့ဆေးတွေဖြစ်ပါတယ်เนาะအဲ့တော့ကိုကကြောက်ကွက်တစားထိုးရတယ်ခန္ဓာကိုယ်မှာကလီဇာတစ်ခုအစားထိုးရတယ်ဆိုလို့ရှင်ဒီလိုဆေးတွေအဲတောက်ရတတ်တယ်အဲ့တော့ဘယ်လိုဆေးတွေလဲဆိုလို့ရှင်သူက cyclosporin ဒီလိုဆေးတွေဖြစ်ပါတယ်เนาะအဲ့တော့ဒီ cyclosporin စပိုရင်ဆေးဒီခုခွင့်အားကိုချတဲ့ဆေးတွေကနော်ကြောက်ကွက်ကိုတွေးလျှောက်တာနည်းစေတယ်ဒီကြောက်ကွက်ကိုသွားတဲ့တွေးကြောတွေသူကကျင်းစေတယ်နော်အခက်မသိလို့ရှိရင်အဲ့လိုဖြစ်နိုင်တယ်အဲ့လိုနဲ့ဒီနန္ဒာရှိကြောက်ကက်ပျက်စီးတာမျိုးဖြစ်နိုင်ပါတယ်နော်နောက်တစ်ချက်တစ်ခုကကြတော့ဒီ contrast တွေဖြစ်ပါတယ်အဲ့တော့တချို့တွေသိမယ်ကျော် CT ဓာတ်မှန်ရိုက်တယ်အဲ့တော့ CT ကောင်းကောင်းပေါ်ဖို့အတွက်ဒီ IV contrast လို့ခေါ်ရဲနော်ဒီတွေးကြောကနေတစ်ဆင့် contrast ပေါ့နော်ပုံရိပ်ကိုပို့ပြီးကောင်းအောင်ဆိုပြီးတော့ contrast ထိုးပြီးတော့ရိုက်တာရှိတယ်အဲ့ဒီဟာကအခမ်းမသိလို့ရှိရင်ကြောက်ကထိကိုက်နိုင်ရည်ရှိတယ်အခုကျွန်တော်ပြောသွားတဲ့ဈေး6မျိုးကဒါကြောက်ကကိုထိကိုက်နိုင်ရည်ရှိတဲ့ဈေးတွေဖြစ်ပါတယ်အစ်မကျွန်တော်ပြောခဲ့သလိုပဲဒီဈေးတွေကတောက်နေရတယ်တုံးနေရတယ်ဆိုလို့ရှိရင်တခုခုထူးကြပြီဆိုလို့ရှိရင်ဆရာဝန်နဲ့ချက်ချင်းပြပါအဲ့တော့ခြေထောက်တွေဖောလာပြီးစီးနေသွားပြီးနေလို့မကောင်းတော့ဘူးခံစားရပြီဆိုလို့ရှိရင်ဆရာဝန်အနေနဲ့အချက်ချင်းပြပါအရင်လေမကြောက်စေချင်ပါဘူး ပေါ်စားဖို့လည်းမရပါဘူးเนาะဒီစီးရီးကိုအသုံးနေပြီဆိုလို့ရှင်ဆရာအောင်ညွှန်ကြားချက်ပါမှာသုံးပါလို့ပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုအကုန်ချုပ်ပြရစေအားလုံးကိုကျေးဇူးတင်ပါတယ်